ဘဲကူတိုင်းရေဒါရှင်မြို့နယ်ကောင်းကြီးရွာဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းနဲ့ PDF တက်ရင်3504ရိုထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။တက်ရင်3504နဲ့ရေဒါရှင်မြို့နယ်ဘက်ကဘာကတရင်ရရှိတာကြောင့်နိုဝင်ဘာ26ရက်နေ့လယ်မှာကားသုံးစီးနဲ့အင်အား80ခန့်ရှိတဲ့စစ်ကြောင်းကိုကောင်းကြီးရွာနဲ့ဝမ်မကြီးကျေးပြရွာကြားမှာမိုင်းဆွဲတိုက်ခတ်ခဲ့ပြီးနောက်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်းဗီဒီယိုဖိုင်နဲ့အတူသတင်းထုတ်ပြန်ထားပါတယ်။တိုက်ပွဲက2နာရီခန့်ကြာမြင့်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကြဆုံးရှိခဲ့တယ်လို့တည်ထားရပါတယ်။ထိခိုက်မှုနဲ့ပတ်သက်ပြီးတခြားအတီမပြုတ်နိုင်ပါဘူး။ဒီတိုက်ကွင်းဖြစ်ခင်နိုဝင်ဘာ25ရက်ကလည်းကျူတင်တရင်ရရှိတာကြောင့်စစ်တောင်းမြေနောက်ချမ်းမှာရှိတဲ့တပ်ပိုင်မြေတွေမှာဒီစားခလာတောင်းတဲ့စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လုံခြုံရေးတပ်ခွဲနှင့်ကတက်ချက်ကြီးဦးမြင့်လွင်ကိုတခွဲကျဲကျေးရွာမှာတည်ရေး3504လေးကဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒီဇင်ဘာ3ရက်နေ့ကလည်းကရင်ပြည်နယ်လွန်ကော်မြို့နယ်ကကုန်းပေါင်းရွာမှာမြန်မာတပ်မတော်နဲ့ရှမ်းတောင်အမှတ်1005 တည်ရင်တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်မြန်မာစစ်တပ်ကကုန်းပေါင်းရွာကိုအင်အား90ဝန်းကျင်နဲ့နိုဝင်ဘာ10ရက်ကစစ်ကြောင်းထိုးလာတာကိုမဟာမိတ်တည်ရင်တွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ရှမ်းတောင်အမှတ်တထောင်ကတည်ရင်ကဒီဇင်ဘာ2ရက်မှာထုတ်ပြန်ပါတယ်ကုန်းပေါင်းရွာဟာလွန်ကုံမြို့နယ်လွိုင်းလင်းလေးမြို့ရဲ့အရှိတ်အချက်မှာရှိပြီးမြန်မာတပ်မတော်ကလွန်ကုံမြို့နယ်လင်းဖုန်ကြီးရွာကဆင့်ထိုးစစ်ဆင်ခဲ့တာလို့မြေပြင်ရဲဘော်တဝီးကပြောပါတယ်လင်းဖုန်ကြီးနဲ့ကုန်းပေါင်းကအစတဲပဲအဲ့ဒီနေ့ကမနေ့ပိုင်းကလေးက ဆဖြစ်တဲ့သူတို့ဘက်ကလေချောင်းပစ်ကူတောက်လျှောက်ပဲရဲဘော်ချို့ထိကြိုက်တာလည်းရှိပါတယ်လို့သူကပြောပါတယ်။မိုးကုံမြို့ပြင်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ်။ဒီဇင်ဘာ၄ရက်နေ့တရင်ကတော့မြန်မာတပ်မတော်ကပြန်လည်သိမ်းပိုက်ထားသောမိုးကုံမြို့ပြင်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးလေချောင်းတိုက်ခိုက်မှုများလှုံ့ဆော်လာကြောင်းမိုးကုတ်ဒေတာပြည်သူများနဲ့စစ်ရေးတရင်မြစ်ကပြောပါတယ်။ယမန်နေ့ဒီဇင်ဘာလ3ရက်နေ့ည7:30မိနစ်အချိန်မိုးကုံမြို့ပေါ်တွင် ထိုင်ချသက်ဆွဲထားသောမြန်မာတပ်မတော်ကိုတော်လန်ရေးတပ်များကဒယုံဖြင့်ဘုံများကျဲချခဲ့ကြောင်းမိုးကုံမြို့စေယုံဝင်းနှင့်ကြောင်းကြီးဝင်းတို့ဒယုံဖြင့်ဘုံတုံးလုံးကျဲချခဲ့ကြောင်းမြန်မာစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်မြို့ပြင်ဘက်သို့ပိတ်ခတ်ခဲ့ကြောင်းသိရှိရပါသည်။ယနေ့နံနက်မှာစစ်တပ်ကလေရင်ဖြင့်မိုးကုံမြို့ပြင်အနောက်ဘက်ပိုင်းနေရာများကိုဘုံများကျဲချသွားကြောင်းအဆိုပါဘုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းမိုးကုတ်ခြေဆိုင်တော်လန်ရေးတရင်မြစ်ကပြောဆိုသည်။ယနေ့နံနက်ပိုင်းတွင်မိုးကုံမြို့အနောက်ပိုင်းကြောက်ပုံကျဲနှစ်ဖက်ဘက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးပင်ကူတောင်ပေါ်မှစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။အခုအဓိကတိုက်ပွဲဖြစ်တာကမိုးကုတ်နောက်ပိုင်းမြို့ပြင်ဘက်ပဲနောက်ပိုင်းကိုစစ်တပ်ကဒီနေ့မနက်စောကြီးလေရင်နဲ့ဝုံးလာကြတာတော်ရဲကြသွားတယ်လို့သိရတဲ့အခုထက်ထီတော့လက်နက်ကြီးတန်တွေကြားနေရတော့မဲ့တက်ကလည်းပပတ်လဲအဝိုင်းခံထားရတယ်လို့ဖြစ်တော့လက်နက်ကြီးနဲ့ထုနေတာလို့မိုးကုတ်ဒေသတရင်မိကပြောပါတယ်မြန်မာတပ်မတော်ကနိုဝင်ဘာလ26ရက်နေ့မိုးကုတ်မြို့တွင်းသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ30ရက်နေ့မှစတင်ပြီးမိုးကုတ်မြို့ပြင်ရှိဒေါ်လန်ရင်တက်များနဲ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်။